အားကောင်းသောလေဖိအားနှင့်ရဝန်အခြေအနေတည်ပေးချက်9ကက2025 2025ခုနှစ်မေလ30ရက်တမုံတိုင်းငယ်အခြေအနေယနေ့မြန်မာစံတော်ချိန်9နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်မြောက်ဘက်သို့အနည်းငယ်ရွေ့ရှားခဲ့ရာအားကောင်းသောလေဖိအားနှင့်ရဝန်အဖြစ်သို့အားလျော့ခဲ့ပါသည်နှစ်ခန့်မှန်းချက် အဆိုပါအားကောင်းသောလေဖိအားနေရဝန်သည်မြောက်ရှိမြောက်ဘက်သို့ဖြင်းညင်းစွာဆက်လက်၍လျားနိုင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်းတွင်းဒေသများအားဆက်လက်ဖြစ်ကြော်နိုင်ပြီးလာမည့်24နှစ်နာရီတွင် လေဖိအားနေရဝန်ဖြစ်သူ၎င်းအရှိရှိမြောက်ဘက်သို့ဆက်လက်၍ရာကအိန္ဒိယနိုင်ငံတွင်သို့ရောက်ရှိပြီးလာမည့်48နာယီတွင်လေဖိအားနှဲစေအဖြစ်သို့၎င်းအစင်းစင်ပြန်လဲအာရော့သွားနိုင်သည်ဟုခံမှန်းရပါသည် သုံးမြန်မာနိုင်ငံအပေါ်အကျိုးတက်ရောက်နိုင်မှုအဆိုပါအားကောင်းသောလေးဖြီအားနှင့်ရဝန်းဤအရှိန်ကြောင့်၎င်းမုတ်တုံလေးအားလွန်ကောင်းမှုကြောင့်၎င်းယနေ့မှစ၍6ရက်6လ2025ရက်နေ့အတွင်းတပြည်လုံးတွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းက နေရာကွက်မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချိန်ခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည် လေမြမပင်လေပြင်အပေါ်အကျိုးတက်ရောက်နိုင်မှုအဆိုပါအားကောင်းသောလေဖြီအားနှင့်ရဝင်းဤအရှိန်ကြောင့်၎င်းမုတ်တုံလေအားလွန်ကောင်းမှုကြောင့်၎င်းယနေ့မှစ၍3ရက်6လ2025ရက်နေ့အတွင်းမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်မကြာခဏမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေသည်တနအီလ35မိုင်မမိုင်40 အထိတိုက်ခတ်နိုင်ကလှိုင်းမြင့်မှာခွန်းနံပေးမတဆက်ပေးခန့်အထိရှိနိုင်ပါသည်ကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေ